ကျမတို့မူကြပါစားခင်ဗျာ2025ခုနှစ်ဧပြီလ28ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဝင်းရမ်းပါတော်လန်ညချမ်းပါလို့ပြည်သူပေါင်းကိုနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအော်ဒီကနေ့ညမှာကျွန်တော်တို့ထူးထူးခြားခြားဗာသတင်းထူးများသိရမယ်ဆိုတာကိုစတင်နားဆင်နိုင်ပါပြီပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တော့ ကပ္ပစသက်ယုံတွေကိုပြစ်မှတ်ထားလာတဲ့ PDF တွေကိုအထင်မသေးဘူးအကြံဖတ်ဆစ်ရှုံးကောင်စီခေါင်းဆောင်မအလမင်းအောင်နိုင်ကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းပါအခုတော့ကြောက်ပါပြီကြောက်ပါပြီဆိုပြီးတော့အချိန်နေဖြစ်လာပါပြီဆက်လက်နဲ့ပစ္စည်းများပြားထုတ်လုပ်တဲ့ကာကွယ်ရေးပစ္စည်းစက်ယုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာတဲ့ PDF အဖွဲ့တွေကိုအထင်မသေးဘူးနဲ့တတိထားကာကွယ်ကြဖို့လိုအပ်ကြောင်းအကြံဖတ်ဆစ်ရှုံးကောင်စီရဲ့ခေါင်းဆောင်မင်းအောင်နိုင်ကပြောဆိုလာတာပါ ဧပြီလ26ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့85နှစ်မြောက်စင်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နှင့်အခမ်းအနားပြီးမှစက်ရုံမှုတွေတပ်မှုတွေကိုတည်တံ့တွေ့ဆုံတဲ့အချိန်မှာပြောဆိုခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောလာတာဖြစ်ပါတယ်။အဲ့တော့ PDF တွေကမြို့မြို့တွေကိုပါမဟုတ်ဘူးကာပါစာစက်ရုံတွေကိုပါရန်ချလာတယ်။ဘရောင်းမှာဖြစ်နေတဲ့ကိစ္စတွေဆိုသိကြတဲ့အတိုင်းပဲအေးအဖွဲ့ပဲမဟုတ်ဘူး PDF တွေလည်းပါတယ်။ကာပါစာဆက်လေးဆိုလည်းချင်းချောက်ခံနေရတယ်။ပြောချင်တာ PDF တွေကိုအထင်မသေးဘူးလို့ပြောဆိုခဲ့ကြောင်းသိရပါတယ်ခင်ဗျာဒါတော့ကျမ်းပတ်စစ်ရှုံးကောင်စီရဲ့ဒေါ်လာဟေးလေးလေးလုံး၅နှစ်တာကာလမှာပြပြတလဲဖြစ်လာတဲ့အခြေအနေပါအဲ့တော့ကျွန်တော်တို့ကပ္ပစာစယုံနဲ့အများစုရှိကြတဲ့ဘကိုတိုင်းနောက်ချမ်းထဲမှာဆိုရင်အေအေရဲ့စစ်ရဲ့အကူအညီနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာဗထောင်အုတ်ရှိပင်ဒေသမှာ အရင်ကထပ်ပို့ပြီးတော့စီးရင်လှရှာမှုတွေကိုမြင်မြန်ဆိုင်ဆိုင်တူတူဟောဘောနဲ့လှုပ်ဆောင်နေပြီးမကြခင်မှာကျွန်တော်တို့သတင်းကောင်းတွေကိုကြားသိရတော့မှာဖြစ်ပါတယ်အကြမ်းဖက်ဆက်ရှုံးကောင်စီဘတ်ချန်းကိုတိုင်ကကို PDF တွေကိုအထင်မသေးဖို့ဘာလို့လဲဆိုလို့ရှင်ဒီကာကွယ်ရေးပစ္စည်းစက်ရုံတွေထိပါဖြစ်စည်းနိုင်တဲ့တိုက်ခိုက်နိုင်တဲ့စွမ်းရည်တွေရှိနေပြီဆိုတာကိုသူတို့လက်ခံလိုက်တဲ့အခြေအနေကြောင့်အခုလိုမျိုးစက်ရုံမှုတွေတိုက်မှုတွေကိုတိတ်ဆိတ်ခေါ်ယူပြီးတော့တတိထားကြဖို့ကာကွယ်ကြဖို့ဆိုပြီး ခေစကားနဲ့လူငယ်စကားနဲ့ဆိုငိုတန်ကြီးနဲ့ပြောတဲ့အနေထားတိဖြစ်လာတာဖြစ်ပါတယ်ဒါကတော့ပထမဆုံးကျွန်တော်တို့ဒီကနေ့ညမှာသိရတဲ့စီရေးသတင်းတွေကတော်လိုင်းတက်ဖွဲ့တွေအားကောင်းလာတဲ့အကြောင်းအရာသတင်းတွေပဲဖြစ်ပါတယ်နောက်ထပ်ထူးခြားတဲ့သတင်းကိုဆက်ပြီးတော့ပြောပြကြပါမယ်ခင်ဗျာနောက်ထပ်သတင်းကတော့တပေကျင်းမှာအကြမ်းဖက်ဆစ်ရှုံးကောင်စီကလေကြောင်းတိုက်ခိုက်တဲ့အတွက်သေဆုံးသူ42ဦးအတွက်တဦးကိုကျပ်သိန်း20စီပကဖကထောက်ပံ့နေဆိုတဲ့သတင်းမှာ ။ဒဏ်ရာရသူ45ဦးအတွက်တော့တဦးကိုကျက်55သိန်းစီ။ပျက်စီးခဲ့တဲ့နေအိမ်42လုံးအတွက်တော့တလုံးကိုကျက်သိန်း20ပေးအပ်တဲ့သတင်းကြောင်းရပါတော်လန်အစိုးရရဲ့ပြည်သူလူထုအပေါ်မှာဒုက္ခရောက်နေတဲ့ပြည်သူလူထုအပေါ်မှာကြိရှုဆောင်မမှုပါဝမ်းသာတရားကောင်းတဲ့သတင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။မန္တလေးတိုင်းပြည်လွင်ခရိုင်တပိတ်ချင်းမြို့နယ်မှာတကြံကာလအတွင်းအကြမ်းဖက်ဆက်ရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရတဲ့ပြည်သူ၄၀နှစ်ဦးအတွက်တဦးကိုကျက်သိန်း20ကျက်စီထောက်ပံ့ခဲ့ကြောင်းတပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖက်က သတင်းထုတ်ပြန်ပါတယ်ခင်ဗျာဆေရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းတပိတ်ချင်းမြို့နယ်အတွင်းမှာဒေဆုံးထိခိုက်ဒဏ်ရာရနေနေအိမ်ပျက်စီးခဲ့ရတဲ့ပြည်သူအများစုအတွက်ထောက်ပံ့ငွေ7,355သိန်းအသုံးပြုခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီထောက်ပံ့ငွေတွေကိုတော့မတ်ပန်ဆယ်လိုရဲ့ကုညီထောက်ပံ့ငွေ7,690သိန်းပြည်သူလူထုကစူပေါင်းထောက်ပံ့ငွေတွေနဲ့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တပိတ်ချင်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အဲ့ဒီအဖွဲ့တွေကပူးပေါင်းပြီးတော့ လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်သင့်ပြည်သူတွေကိုကူညီထောက်ပံ့ရေးကော်မတီဖွဲ့စည်းပြီးတော့အခုလိုထောက်ပံ့နိုင်ခဲ့တာလို့တည်ပြထားပါတယ်ခင်ဗျာစစ်ကြောကောင်စီကငလျင်ဘေးကြောင်းအပြစ်ရတယ်လို့ဆိုပေမဲ့တပိတ်ချင်းအပဝင်ပြူးလွင်ခဲမှာရှိတဲ့မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်ခဲ့ပြီးတော့ပြည်သူများစွာတည်ဆုံခဲ့ရကြောင်းပြူးလွင်ခဲဘက်ကဘက်ကပြောဆိုထားပါတယ်ပြည်သူလူထုတဲ့တရင်တွေထဲမှာကျွန်တော်တို့ကြားသိရပါတယ်ခင်ဗျာအစကတော့စကစကတော့ အမြဲတမ်းအားချောင်နေတာသူအားချောင်နေတာကပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုပြီးနိုင်ငံတကာမြန်မာအမြင်မှာတော့ပြည်သူတွေပေါ်ကြည်တယ်ဆိုပြီးမြင်အောင်လို့သာအားလျှောက်ချောင်ထားတာတကယ်တမ်းကျတော့ပြည်လူခရိုင်ထဲမှာငလင်လို့ပြီးမှဆိုရင်အချိန်ရင်အများဆုံးပဲဒီတော်လန်ရေးကာလတစ်လျှောက်လုံးထဲမှာအေပီလမှာအများဆုံးပဲလို့အကြမ်းဖက်ဆက်ရှုံးကောင်စီကကြံတွင်းကာလငလင်လှုပ်ခတ်ပြီးတဲ့ကာလမှာပြည်သူတွေကိုလေချောင်းနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အခြေအနေတွေကိုပြောဆိုရှင်းပြထားတာဖြစ်ပါတယ် တည်ဆုံးမှုကလည်းအများဆုံးပဲဗျတပိတ်ချင်းဆိုရင်တော်တော်ကိုများတယ်ထိခိုက်တည်ဆုံးတာဆိုရင်ဆိုပြီးပြုံးလင်ခိုင်ပါကပသတင်းပညာရေးတာဝန်ခံကဆက်ပြီးတော့ပြောပြပါတယ်ဒါကတော့ရုပ်ပုံနေတဲ့မှာအကြမ်းဖက်ဆက်ရှင်ကောင်စီရဲ့ပြစ်ခတ်တပ်ဖြတ်တိုက်ခိုက်မှုတွေကြောင့်ဒုက္ခရောက်ရတဲ့မိသားစုဝင်တွေဆုံးရှုံးရတဲ့ပြည်သူတွေကိုကူညီထောက်ပံ့မှုတွေနေအိမ်ပျက်စီးမှုတွေအတွက်ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်အဲ့ဒီရုပ်ပုံတွေကိုတွေ့မြင်ရတာပါဝန်သားတရားကောင်းပါတယ် အဲ့တော့ဒုက္ခရောက်တဲ့ပြည်သူတွေကိုကူညီကြတယ်မှာပန်ဆယ်လိုအပါဝင်ပေါင်ကူတရအနေနဲ့ပြုလုပ်ပေးကြတဲ့ထောက်ပို့တွေပါဝင် ထောက်ပို့ကြတဲ့ပြည်သူအလုံးကိုလည်းကျွန်တော်တို့အကူအညီရရှိတဲ့ပြည်သူတွေရဲ့ကိုယ်စားအထူးပဲကျေးဇူးတင်ပါတယ်ပြည်သူမှာပြည်သူရှိတဲ့အတူတူဝိုင်းကူကြတဲ့အခြေအနေကိုမြင်ရတာတော့ဒီကနေ့ညမှာဝမ်းသာတရားကောင်းပါတယ်အကြမ်းမဆက်ရှုံးကောင်စီကတော့နိုင်ငံတကာအကူအညီတွေတန်းနဲ့ချီပြီးတော့ရကြတယ်တန်းဘီလီယံနဲ့ချီပြီးတော့ရကြတယ်ဒါပေမဲ့အခုလိုမျိုး ပွပွင်လင်းလင်းပေါ်ပေါ်ထင်ထင်နဲ့ပြည်သူကိုထိရောက်အောင်ထောက်ပံ့တဲ့အနေအထားတွေကိုတော့ကျွန်တော်တို့ဒီနေ့ချိန်ထိမတွေ့မြင်ရသေးပါဘူး။အဲ့တော့နောက်ထပ်ဒီနေ့ညမှာဗာသတင်းတွေထူးအောင်လည်းဆက်ပြီးတော့ကြည့်အောင်ပါ။အဲ့တော့နေ့စဉ်နဲ့မြပြည်သူကြုံတွေ့နေရတဲ့ဒုက္ခတွေတွေကဒုက္ခတစ်ခုပါပဲ။ကဏီမြို့နယ်နယ်လက်ဖို့ရွာနယ်နေကြီးပါတို့ကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကစက်တက်လေထီးတုံးပြီးတော့ပြစ်ခတ်မှုမှာတော့ ပြည်သူတို့ဦးတည်ဆုံးရပါတယ်ခင်ဗျာစကိုင်းတိုင်းကဏီမြို့နယ်နယ်လက်ဘုတ်ရွာနဲ့နေကြီးရွာကိုကျမ်းမဆက်ရှုံးကောက်စီတက်ကစက်တက်လေးထီးတုံးပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်နယ်လက်ဘုတ်ရွာကပြည်သူတို့ဦးတည်ဆုံးကတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းကဏီမြို့နယ်တရင်ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပြပါတယ်ခင်ဗျာဒီကနေ့ပြန်28ရက်နေ့မနက်9:00မိနစ်အချိန်အကြမ်းမဆက်ရှုံးကောက်စီတက်ကစက်တက်လေးထီးတွေနဲ့လေကြောင်းပစ်ခတ်မှုလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်းရွာနဲ့ရွာအတွင်းထဲနဲ့ရွာနီးနားမှာကြန့်ရှိနေသေးတယ်လို့သိရပါတယ်။နက်ကြီးရွာကဘာမှထိခိုက်တာမရှိဘူး။မင်းညကတော့နက်လက်ဖို့ရွာကိုပါရာမော်တာနဲ့ချတာကအမျိုးသမီးတူသေဆုံးပြီးတော့မျိုးသားတူမစိုးရင်ရဒဏ်ရာရတယ်။နွားတကောင်သေးတယ်။ဒီဘက်မှာကတိုက်ပွဲမရှိတာကြပြီးပြည်သူကိုဥတီပြီးတော့တိုက်နေတာလို့ကဏီမျိုးနယ်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပြပါရခင်ဗျာ။အဲ့တော့အခုမြင်တွေ့ရတာတော့ ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေထီးတွေပါတိုက်ပွဲမဖြစ်တာကြာပြီဖြစ်တဲ့ဒေသတွေကိုလည်းပြည်သူလူထုကောင်းစွာမနေထိုင်ရအောင်ပြစ်ခတ်တက်ဖြတ်မှုကိုနေ့စဉ်နဲ့အမျှနေ့စဉ်သတင်းတွေကျွန်တော်တင်ဆက်နေတဲ့အမျှပြည်သူတွေမတတ်တဲ့နေ့ရလို့အကြမ်းဖက်စစ်ဆုံးကောင်စီတက်မှာမရှိပါဘူးပြည်သူတွေလည်းသတိထားမိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သတင်းတွေနေ့စဉ်စောင့်ကြည့်နေတဲ့အထက်မှာအကြမ်းဖက်စစ်ဆုံးကောင်စီဖက်စစ်တက်က အပြစ်မဲ့တဲ့ပြည်သူကိုမတက်တဲ့နေရက်ကလေးရှိကိုမရှိပါဘူးတနေရာမဟုတ်တနေရာမှာတနိုင်ငံလုံးအနှက်မှာနေစင်နေမြပြစ်ခတ်တက်ဖြတ်လို့ပြည်သူတည်ဆုံးရတာကတော့နေစင်နေမြပါပဲအဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတော့ကြည့်အောင်ပါအဲ့နောက်ထပ်ထူးခြားတဲ့သတင်းကတော့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကတပ်သားတက်တွေခေါ်ယူနေရဆိုတဲ့သတင်းမှာမြန်မာညွေရဆိုရပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းနိုင်စစ်ဒေသရဲ့လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်စင်ရေးတပ်ဖွဲ့ SOF အဲ့ဒီအဖွဲ့ကအပတ်စဉ်ရှစ်အတွက်တပ်သားတပ်တွေခေါ်ယူနေကြောင်းဒီဧပြီလဒီကနေ့ဧပြီလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာအထူးစစ်စင်ရေးတပ်ဖွဲ့ SOF အနေနဲ့အထူးတပ်ဖွဲ့တိုင်းရင်းတွေတိုးချဲ့ဖွဲ့စည်းပြီးဘကိုးရန်ကုန်စစ်စင်ရေးအပါအဝင်တောင်ပိုင်းစစ်ဒေသရဲ့အရေးပါတဲ့စစ်စင်ရေးနယ်မြေတွေမှာမဟာမိတ်တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ MOD လက်အောက်ခံတိုင်းရင်းတပ်ဖွဲ့တွေ လိုကယ်ပီဒီအက်တွေနဲ့အတူလက်တွဲပြီး2025ခုနှစ်အတွင်းစီးရဲအရှိန်မြင့်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးပြီးတော့တပ်သားတစ်တွေခေါ်ယူထားတာဖြစ်ပါတယ်အဲ့တော့တာဝန်ရှိသူပြောတဲ့စကားကိုနားထောင်ကြည့်အောင်ပါအခုကအထူးစစ်စင်ရေးတင်တဲ့အပတ်စဉ်ရှစ်ထိရောက်ပါပြီတင်တဲ့ကတော့အရင်ကလိုင်းပေါ်တင်ပြီးတော့ခေါ်တာမရှိပါဘူးအခုမှလက်နက်ခဲယံပြိမီလာတာရဲ့စစ်စင်ရေးလိုအပ်ချက်ရဲ့အကြောင်းအရေးကြီးတဲ့မြို့သိမ်း၊နယ်သိမ်းစစ်စင်ရေးတွေ ထိုးစစ်တွေအတွက်အဆုံးသက်ရမယ့်တိုက်ပွဲတွေအတွက်ထပ်ပြီးတော့ဆူတာဖြစ်ပါတယ်လို့ SOF တာဝန်ခံကွန်ဆန်ရှားကပြောပါတယ်ခင်ဗျာဒါကတော့အရင်ပတ်စဉ်တင်နန်းစင်းရုပ်ပုံတွေဖြစ်ပါတယ်အဲ့တော့ကွန်ဆန်ရှားပြောတဲ့အထက်မှာလည်းပါဝင်ပါတယ်အခုကကျွန်တော်တို့စကန်းသိန်းမြူသိန်းတိုက်ပွဲတွေဒီ2025ရဲ့ဖော်ဆောင်မဲ့ စည်ရီအခြေအနေတွေအတွက်လိုအပ်တဲ့တသက်တက်တွေခေါ်ယူတာလို့သိရပါတယ်အရင်တုန်းကတော့တသက်တက်တွေများနေပေမဲ့လက်နက်ခဲရန်မလုံလောက်ပါဘူးအခုတော့ကောင်ဆန်ရှားကိုယ်တိုင်ထုတ်ဖို့ပြောဆိုထားတာရှိပါပြီသတင်းထဲမှာပါတဲ့အတိုင်းပါပဲလက်နက်ခဲရန်ပြစ်မိလာတာရင်မြို့သိမ်းနေသိမ်းတိုက်ပွဲတွေအတွက် ထိုးစစ်အတွက်လိုအပ်တဲ့တသက်တက်တွေဆိုပြီးတော့ခေါ်ဆိုထားတာပါတကယ်ကိုအရေးကြီးတဲ့အကြောင်းရပါအကြမ်းဖက်ဆက်ရှုံးကောင်စီကဒီစစ်မှုထမ်းမတရားစစ်မှုထမ်းကို ပေါ်တာဆွဲမယ်လူငယ်တွေကိုပေါ်တာဆွဲမယ်မရမကစူးစီးပြီးတော့အချမ်းပတ်စစ်ရှုံးကောင်စီဘက်မှလဲလာသိင်လာသိင်နဲ့အမြဒါလိုမျိုးစစ်မှုထမ်းဖို့အတွက်ကိုလှုပ်ဆောင်နေတာရှိပါတယ်အဲ့တော့အဲ့ဒီလူငယ်တွေကရွေးချယ်တရားကိုရှိလာပါပြီအချမ်းပတ်စစ်ရှုံးကောင်စီလက်အောက်ကိုသွားမှလာအဲ့ဒီလက်အောက်မှာပြည်သူရဲ့အမုန်းကိုခံရပြီးတော့ဒီတိုင်း စစ်မှုထိုင်းရင်ရှေ့တန်းမှာကျွန်တော်ရှေ့မှာတရင်တွေထဲမှာတွေ့ရသလိုတုံးလုံးပတ်ခေါက်နဲ့အသက်ဆုံးရှုံးခံပါလားဒါမှမလို့ရှိရင်တော်လိုင်းရေးကြီးမှာ မြို့သိမ်းတိုက်ပွဲတွေနေသိမ်းတိုက်ပွဲတွေမှာပြည်သူလူထုဘက်ကရက်တည်ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့တွေကိုဝင်ရောက်ပြီးတော့ဒီချိန်မှာခစ်ကပေးလိုက်တဲ့ပကုံးတော်တင်ပေးလိုက်တဲ့တာဝန်တွေကိုထိုင်းရမှာလားဆိုတာကိုဒီချိန်မှာတော့ပြပြသားသားရွေးချယ်ကြပါအကြမ်းဆက်ရှုံးကောင်စီကတော့အေဒကားဝါကိုလာခောက်နေကြပါပြီ ော်တော်များများလဲစစ်မှုထမ်းတွေကိုပါကုန်ကြပါပဲပါကုန်ပြီးလို့အရှေ့တန်းမှာအသက်ဆုံးရှုံးရတဲ့သူတွေလဲမနှဲတော့ပါဘူးအဲ့တော့ SOF ကတော့အရင်တုန်းက online ပေါ်မှာအဲခုလိုမျိုးပုံမှန်အဲခုလိုမျိုး online ပေါ်ကနေပြီးတော့မခေါ်ဘူးခု online ကနေတရားဝင်ခေါ်ထားတာရှိပါပြီဆက်သွယ်ပြီးတော့ဝင်ရောက်ကြဖို့အကြံပေးကြပါတယ်အဲ့တော့ဒီကနေ့ညမှာကျွန်တော်သတင်းတွေတော့ထပ်ပြီးတော့ရှိပါသေးတယ်ဒါပေမဲ့ မိုးရွာပြီးတော့လျှက်စီးတွေလည်းတအားလက်လာတဲ့အခါမိုးတွေချိန်လာတဲ့အခါမှာဒီရိုက်ကွေးလောက်ရတာကအဆင်မပြေဖြစ်တဲ့အတွက်သတင်းတွေကိုတော့ဒီအမျှနဲ့ရနာခွင့်ပြုပါတော်လံပြည်သူတွေပြည်သူလူထုအားလုံးလည်းမိုးကြကာလကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်အားလုံးကျမကြီးဂရုစိုက်ကြပါကျွန်တော်တို့မိုးလုံးလေးလုံးနဲ့ကျွန်တော်ပါဝင်မိုးလုံးလေးလုံးနဲ့အဆောက်အုံတွေထဲမှာရှိကြတဲ့ပြည်သူတွေကလည်းအခုကာလမှာစစ်ကိုထမ်းဖို့ရတဲ့စစ်ဘေးရှောင်ပြည်သူတွေရှေ့တန်းမှာရှိနေတဲ့တော်လံရေးရဲဘော်တွေအတွက် အခုလိုမိုးရွာတဲ့ကာလတွေမှာဆိုရင်ဒီလိုဘလို့တွေများဖြတ်တန်းနေမလဲသူတို့တွေဘာတွေများလိုအပ်မလဲဆိုတော့ကျွန်တော်တို့နေ့စဉ်နဲ့အမျှတွေးတောရင်းနဲ့ကိုယ်မှာရှိတဲ့ကုနိုင်တဲ့အင်အားနဲ့ပါဝင်အားဖြင့်ကုညီဆောင်ရွက်ကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ပြည်သူအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအ мян ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံကနေစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ